ဖနဲဖန်ပရိသတ်များမင်္ဂလာပါသတင်းသူသတင်းမာတို့ကိုစစ်စစ်ပြီးအပတ်စဉ်တင်ပြနေတဲ့အပွင့်မြင့်ပင်တီသွေးစင်ချင်သတင်းမှန်သည့်အစီအစဉ်ကနေပြန်ပြောင်းကြိုဆိုပါတယ်ကျွန်မကတော့ဇူဇူပါဒီနေ့စစ်စစ်တင်ဆက်ပေးခြင်းနဲ့သတင်းမှအကြောင်းအရာကတော့ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့မှာလူမှုကွန်ရက်ဆန်မြန်းနာဖြစ်တဲ့ Facebook ဆန်မြန်းနာကသူရင်အကောက်ကနေဖြန့်ချိခဲ့တဲ့ဂန်နီဂျီယာဖော်ကြီးကြောင့်ကိုတော်လင်ရေးတပ်တွေက short တိုက်တုံးဖြစ်ပစ်ခတ်ခဲ့လို့ အရက်သားတွေထိခိုက်တည်ဆုံခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။စူပါအကြောင်းအရာကိုသူရဲ့အကောင့်ရှိ Facebook အကောင့်မှာဖော်ပြထားတာဖြစ်ပါတယ်။ April 19ရက်နေ့ကြီး Rich 953 Comment 29နဲ့ Share 150ခရီးရှိနေတာကိုလည်းတွေ့ရပါတယ်။ဒီသတင်းမှအကြောင်းအရာကို Federal Bank အချက်အလက်စစ်စစ်ကြည့်ခဲ့ပါတယ်။မီဒီယာသတင်းဌာနဖြစ်တဲ့ GVB သတင်းဌာနမှာတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မွန်ကရင်နယ်ဆက်ကန်းလီကျွာမှာတကြံကာလဧပြီ15ရက်မနေ့စတိခွဲကျော်လောက်က ဖွင့်ကြီးကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံ၆လုံးတင်ချခဲ့တဲ့အကြောင်းဒေသခံရဟန်းရှင်လူပြည်သူတွေတိုက်ခိုက်တေဆုံးတရားရခဲ့တယ်လို့စစ်ရှောက်အရေးကူညီပေးတဲ့အကြောင်းစစ်တပ်ကလေရင်နဲ့ဖွင့်ကြီးတိုက်ခိုက်ခဲ့တာကြောင့်တကြံအကျက်နဲ့ဖွင့်ကြီးကျောင်းကိုဥပုပ်တီလာယူဖို့ရောက်ရှိနေတဲ့ပြည်သူ၆ယောက်တေဆုံးပြီးအယောက်၂၀နီးပါးပုံစံထိမှန်တရားရခဲ့တဲ့အကြောင်းစာရာတွေကိုတရင်မှာဖော်ပြထားပါတယ် နောက်ထပ်သတင်းဌာနဖြစ်တဲ့ RFP သတင်းဌာနမှာတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကင်းနီယွာဖွံ့ကြီးတောင်းကိုဧပြီလ15ရက်တကြအတန်းနေမှာစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား6ဦးသေဆုံးပြီးတန်ကား7ပါအပါအဝင်25ဦးထိမှန်တဲ့ဒဏ်ရာရသွားတယ်လို့ကင်းနီယွာဒေသခံတွေက RFA ကိုပြောတဲ့အကြောင်းဒဏ်ရာသူတွေကိုမော်လမြိုင်မြို့ပြည်သူစီရုံမှာစစ်ကူသားမှုခံယူနေတယ်လို့ဒေသခံဦးကပြောတဲ့အကြောင်းကိုလည်းဖော်ပြထားပါတယ် RFV ကဖော်ပြထားတဲ့ဒေသခံသူရဲ့စကားသံကိုတမဖတ်ပြပေးပါမယ်။ဥပုံဆောင်တဲ့သူတွေကိုဖုန်ကြီးကအကုန်လုံးပြန်ခိုင်းတာ။အဲ့လိုပြန်ခိုင်းပြီးမကြဘူးလင်းကဘိုးလာကျဲတာ။အဲ့တော့ဖုန်ကြီးကျောင်းမှလူတိတ်မကြတော့လို့ဒီလောက်ပဲကြိခိုင်းရ။မနေ့ပိုင်းဆိုရင်ပူစိုးမှအခုဒန်ရရသူတွေမော်လမြိုင်စီးအောင်ရောက်နေပြီဆိုပြီးတော့သတင်းမှဖော်ပြထားပါရဲ့။ ပြောပြခဲ့တဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာသတင်းတွေကိုရေးသားရမှာသတင်းမှန်ကန်မှုရှိအောင်စုံစမ်းမေးမြန်းပြီးတပ်ပုံအချက်လက်စအချက်လက်တွေနဲ့စစ်ဆေးပြီးမှသတင်းဖော်ပြရဖြစ်ပါတယ်။ဒါကြောင့်ဒီအကြောင်းအရာကိုသုံးသပ်ရရင်တော့ကန်နီကျွာဖိုကြီးကျောင်းကိုတော်လင်ရေးတပ်တွေကရှော့တိုက်တုပ်ဖြစ်ပစ်ခတ်ခဲ့တာကြောင့်အရက်သားများထိခိုက်သေးဆုံးခဲ့တဲ့ဆိုတာစစ်သက်ဝါတဲ့ဖြန့်သတင်းအမှားတစ်ခုသားဖြစ်ပါတယ်။ကော့ခရိမျိုးနဲ့ကန်နီဆန်ပြဂျီဝါကိုစကောက်စစ်တပ်ကလီချောင်းနဲ့ပေါင်900ပုံတက်ထားတိုက်ခိုက်ခဲ့မှုကြောင့် အရက်သား6ဦးသေဆုံးပြီးသံခါးများနဲ့အခြားပြည်သူများထိခိုက်ဒဏ်ရာရခဲ့ပါတယ်ဆိုရတဲ့သတင်းအမှန်ဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်သူအနေနဲ့လည်းလွတ်လပ်တဲ့မီဒီယာတွေမှာဖော်ပြထားတဲ့သတင်းတွေမဟုတ်ပဲအခြားသတင်းတွေကိုအလွယ်တကူမယုံကြဖို့နဲ့တရားစစ်စစ်ပြီးမှယုံကြဖို့ကျမတို့ဝင်းမြေပင်တီတွေးစစ်ချင်းသတင်းမှန်တီအစီအစဉ်ကနေတိုက်တွန်းချင်ပါတယ်။နောက်တစ်ပတ်မှာလည်းဘလို့သတင်းသူသတင်းမာတို့ကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာဆောင်းမြော်နာဆင်ပြကြပါဦး။ မြန်မာနှစ်သစ်မှာရှင်လန်းချမ်းမြေပါစေလို့ဆုမကောင်းတောင်းရင်းဒီစီစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။